ဧကရစ်ဖြစ်မဲ့ကောင်းအောင်ဗျာငွေကလေးကကိုဧကရစ်စာတာပါလာလာဆိုတော့အဲ့လိုမျိုးကျွန်တော်ရည်ညွှန်းခြင်းနဲ့ကောင်းလာတော့ကျွန်တော်တို့ရဲ့မြန်မာပြည်ဟာချင်းဖိုင်တာလေးဗန်မှာတကယ်လို့ဒီကောင်ကဟိုအစကလေးကကိုသူ့ရဲ့ဖိုင်တာဗီဇပါလာတာချန်ပီယံချစ်ဖို့ရအတွက်ဗီဇပါလာပြီးသားကျွန်တော်အဲ့လိုမျိုးဆိုလို့ကြင်ပါတယ်ဆိုတော့အဲ့ဗီဇနဲ့ပတ်သက်လို့ပေါ့လေဟိုဘယ်တော့ကြီးပဲကောင်းတဲ့ကောင်လေးပဲဖြစ်ဖြစ်ဗျာဆိုတော့ဟုတ်ပြီဟိုသူလည်းကောင်းတယ်ကိုလည်းကောင်းတယ် ီလိုမျိုး professional အသမ်းမှာပေါ့နော်သူလည်းစူးစမ်းတယ်ကိုလည်းစူးစမ်းတယ်သူလည်းနောက်ဆုံးမော်နီးပညာတွေနဲ့ပေါ့နော်ဟိုအစ်စ်မြင့်တန်းမှာဝန်ပြိုင်နေစူးစမ်းွက်ရှိတယ်အာအဲ့လိုမျိုးပေါ့နော်ဘယ်လိုမျိုးကောင်တွေကလဲဗီဇပါလာတဲ့ကောင်တွေဆိုလိုတာပေါ့နော်အဲ့လိုကောင်တွေကလဲစူးစမ်းွက်ရှိတယ်ဆိုဒါမဲ့အဲ့လိုမျိုး level နဲ့ရှင်းလိုက်တဲ့အခါမှာဗီဇပါလာတဲ့ကောင်တွေကလုံးဝ ကိုဘက်ကိုအလွန်အကျွံကြီးဖြစ်သွားတာတဖက်ကန်းခက်ကြီးတွေဖြစ်ဖြစ်ချသွားတာဗျာအဲ့လိုမျိုးဗန်ဟိုကြည့်ကလေးကအဲ့လိုမျိုးဒီကောက်မှာဟို fighter visa ပါတယ်ဆိုတာမျိုးပေါ့နော်ဟိုအစော်ကြီးကလေးကခံစားမိရပေါ့နော်ဟိုအဲ့လိုပြောလို့တော့ဗျာဟို visa ကြီးတက်တက်နေတော့ဟို champion ဖြစ်တာစုစိတ်လေးရတာမဟုတ်ဘူးဗျာသူ့ရဲ့ကြိုးကြိုးစားစားပြင်းပြင်းထန်ထန်တော့စူးစမ်းအထောက်မှုကိုတော့ဖယ်ထားလို့မရဘူးအပြည့်ဟာအတိမတ်ပြူပါမယ်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးသူတို့ရဲ့ဟို ဗီဇာပြောရရင်တော့ဗျာပါရမီပေါ့နော်အဲ့ဒါကိုပဲကျွန်တော်ကအဓိကအနေနဲ့ပြောချင်တာပါနော်အဲ့လိုမျိုးပေါ့နော်ဟိုကိုဝါရဏပါတဲ့ကိုကျွမ်းကျင်တဲ့အရာတခုခုအပေါ်မှာပေါ့နော်သူတို့ရဲ့ဗီဇာပါရမီပါလာတဲ့အခါမှာဘယ်လိုလဲဆိုတော့သူတို့ကဒီအလုပ်ကိုလုပ်နေရတာမျိုးကသူကချစ်နေတော့တာပြောရရင်တော့ဟိုဒီအလုပ်လုပ်နေရတာသူတို့အတွက်ဟိုအပန်းပြေနေတော့တာဒီလိုမျိုး ဒီဖြစ်နေတဲ့အခါမျိုးတွေမှာကအဲ့ဒီအနေနဲ့ပတ်သက်လို့ကသူတို့စီကနေဟိုပြဿနာဖြေရှင်းနေတယ်ပေါ့နော်အာဘလို့ရင်ဆိုင်မလဲအခုဗန်တိုက်ခိုက်တယ်ဆိုလဲဘလို့မျိုးကောင်တာလုံးရမလဲဘလို့မျိုးထိုးရမလဲပြန်မက်ကိုဘလို့အနိုင်ယူရမလဲပေါ့ဒီလိုမျိုးဟာတွေကသူကအော်တိုကိုထွက်နေတော့တာလူတို့ရဲ့အဲ့ဒီပြဿနာဖြေရှင်းနေတွေကသူတို့ခေါင်းထဲကနေပေါ့နော်ပြီးရင်တော့တင်ယူတဲ့အခါတွေမှာလဲအေးအေးဆေးဆေးသူတို့က ဟိုအလွယ်တကူကိုသူများထက်တက်မြောက်တာပေါ့နော်ဒါမျိုးမှာဒါကိုကျွမ်းကျင်တဲ့အပိုင်ပေါ့နော်ဒါဆရာဝန်လဲဆရာဝန်အင်ဂျင်နီယာလဲအင်ဂျင်အင်ဂျင်နီယာပေါ့နော်ဘောဘောလုံးမားဆိုလဲဘောလုံးမားဒါမျိုးကြီးရှိတယ်ဗျဒါမဲ့ဒါတွေကကျွန်တော်တို့တရားမှာတယောက်တစ်ထောင်မှာတယောက်တော်တော်လေးရှားတဲ့ကစားသမားတွေပေါ့နော်ဆိုတော့အခု van ဆိုရင်လဲဗျာ UFC ရဲ့ဒီ MMA membership အမှာ goal လို့တက်မှတ်ထားတဲ့ဒွန်ဂျုံရဲ့အတက်ငယ်ဆုံးဒါ UFC ခပတ်ယူထားတဲ့စံချိန်ပေါ့နော် အဲ့ဒါဘီရင်သူကဒုတိယမြောက်အသက်အငယ်ဆုံးပဲဗျာကျွန်တော်တို့ရဲ့ဗဟန်လေးอ่ะပေါ့เนาะအဲ့လိုမျိုးကောင်တွေကအရန်ကြီးဗျာသူကဟိုဘဒုမှရှိန်မနေတာမျိုးပေါ့เนาะမဘာကောင်ကြီးဖြစ်ဖြစ်ရှိန်မနေတာမျိုးပေါ့ဗျာအတူလို့သူလုံမယ်အဲ့အဲ့ဒါမျိုးအနေထားမှာသူတို့ရဲ့ဟိုအရှိန်အဝါတွေကအစတစ်ဖက်လူကလေးစားစေတယ်တစ်ဖက်လူကကြောက်ရွံ့စေတယ်အထူးသဖြင့်တော့ဟိုသူတို့လာပြီးဆိုတာနဲ့သူ့ကိုချစ်တဲ့လူပေါ့เนาะဗန်ဆိုလဲအဲ့လိုပေါ့ဗန်ကိုချစ်တဲ့လူတွေက အာသူ့ကိုအားကိုးကြတယ်သူ့ဘုံမှာယုံကြည်ကြတယ်ဒါမျိုးဒါကချစ်တဲ့လူမုန်းတဲ့လူပြိုင်ပန်းအနေထားရရကြဘလို့ဖြစ်သွားလဲဆိုတော့အဲ့ဒါသူ့အနံ့ရတာနဲ့ဟိုကိုရှိန်သွားကြတာကြောက်ရွံ့သွားကြတာအဲ့ဒါမျိုးအနေထားတွေဖြစ်သွားကြအဲ့လိုမျိုး क्वे ပြသွားတာတကယ်ဒါတကယ်ကိုတော်တော်လေးဟိုရှာရှာပါပါပုံကိုတွေမှာပဲရှိနိုင်တဲ့ဒါအယူချင်းမျိုးတွေဆိုတော့ခန္ဓာတိုင်းမှာဒါမျိုးတွေရှိတယ်ဗျာလူမျိုးအနေထားတွေဆိုတော့ ဟိုဒါရလို့လည်းဒီ live ပေါ်မှာတွေ့ဘူးကြမှာပါကျွန်တော်တို့ဟိုကဘာကြော်သွားတဲ့ဒီခွေးခေါင်းဆောင်ဗီဒီယိုလေးလေဆိုတော့အားရလေးကအားဘယ်လိုလဲဆိုတော့အဲ့ဒီနေမှာဆိုကြခွေးကသူကဒီခွေးရံဖြစ်နေတဲ့ခွေးကိုကြားတဲ့ဝင်လာတယ်အာသူဝင်လာပြီဆိုတာနဲ့ကိုတကယ်အကောင်ကြီးကြီးရောတေးတေးတွေရောအစားအလုံး share သွားကြတာရှင်သွားကြတာသူဘာမှမလုပ်သေးဘူးတော့အထာကြကြပဲရှောက်လာတယ်အဲ့ဒီနေထားနေမှာဒါဟိုသူ့ ချစ်တဲ့လူတွေသူ့ကိုအားကိုးတဲ့လူတွေကြာအသာလေးသူ့စီကလည်းမျောလင်းကြတယ်အဲအဲ့လိုမျိုးပေါ့ရန်သူတူအုပ်သူထိတ်ချုပ်ဖို့လုံးလဲလုံးတဲ့လူပေါ့နော်သူ့ရန်သူပေါ့နော်အဲအဲ့လိုသူ့ရန်သူကကြတော့ဟိုဟိုလုံးဝသူ့အချိန်မှာအောက်မှာဗျာနည်းနည်းလေးဟိုဖိတ်နည်းနည်းလေးအဲ့လို ရှင်သွားကြတယ်ပေါ့နော်ကြောက်ရွံ့သွားကြတယ်ဒီလိုမျိုးအနေထားတွေဆိုတော့ဒါကဒီဟာကိုကျော်လှန့်ရတဲ့အကြောင်းကလည်းဒီကဗီဇာကိုပဲပြောချင်တာပါနော်ဆိုတော့အဲ့ဗီဒီယိုကြည့်ဦးတဲ့လူတွေဆိုရင်သိပါတယ်နော်ဒါမှကအဲ့လိုမျိုးပဲအဲ့လိုဖိုက်တာဗီဇာဆိုတာမျိုးပါလာပြီးသားဗျာဗီဇာပါလာတဲ့ကောင်တွေကိုကောင်းကောင်းပွေးပေးလိုက်လို့တော့တကယ်လို့ဘယ်သူမှလိုက်မမီနိုင်တော့တဲ့အနေထားမျိုးတွေပြောရရင်ဂုတ် level တွေ ဖြစ်သွားတာဗျာပြောရင်တော့ဟို van ကို go ထိဖြစ်လိမ့်မယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုး visa ပါလာတဲ့ကောင်တွေအားလုံးမျိုးဖြစ်သွားတာပြီးရင်ဟိုစတင်ရပါတော့အဲ့လို go ဖြစ်သွားတဲ့ကောင်တွေရဲ့စတင်ရတော်တော်များများကလည်းငငယ်ကလေးကဟိုအတန်းငငယ်မှာပဲဟိုဘာဖြစ်သွားလဲဘယ်လိုဆန်းချိန်ချိုးလိုက်တာကျွန်တော်ဘောလုံးမှာဆိုရင်ပေါ့နော်အားလုံးမျိုးအနေထားတွေရှိတယ်ဗျာဆိုတော့ဟိုဒီအနေထားမှာလည်း van ကဟို24နှစ်ပဲရှိတဲ့အနေထားမှာရှေ့လျှောက်မှာလည်းအများကြီးဖြစ်နိုင်ကြဖြစ်နိုင်စွမ်းနဲ့အများကြီးရှိသေးတယ်ဗျာ ဘဲဟုတ်အရင်ပွဲတွေမှာရောအခုဒီတန်လိုချာနဲ့ထိုးမထိုးမလို့เนาะမျက်နှာချင်းဆိုင် face to face လောက်တဲ့အနေထားတွေမှာရောတကယ်အဲ့ဘဲရဲ့လုံးဝရှိန်မနေတဲ့လုံးဝ fighter visa ကိုတွေ့ရတယ်ဗျာအရင်ပွဲတွေကြည့်ရဆိုတော့ဒီအနေထားမှာကျွန်တော်တို့ကဒါနိုင်မယ်လို့လည်းယုံကြည်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီအဲ့အနေမှာဟိုတန်ဟိုပန်လိုချာကဒီလက်ဆုံယူပေါ့နော်မခုံယူ အစ်စ်လဲပြီးတော့ဒါတို့အရှုံးပေးလိုက်ရတယ်ပေါ့ဒီအနေနဲ့မှာဒါသူများတွေကတော့ဟုတ်တယ်ပြောလို့ရတယ်မထူရသေးပဲပဲနိုင်တယ်အကန်ကောင်းသွားလို့နိုင်တယ်ဒါကဟုတ်တယ်လောက်ဟုတ်ပြီမဲ့တစ်ဖက်ကကြည့်ရင်လည်းအဲ့လိုမျိုးဗန်ကိုရှိန်တာဗျာရှိန်ပြီးတော့အရန်ကြီးသူဂယုဆိုင်လွန်ပြီးတော့အမားများလာအဲ့လိုမျိုးပေါ့သူတို့ရဲ့ကျွန်တော် UFC ရဲ့အဲ့ဥက္ကရာပြောလို့လို့ပဲဟိုကန်ကောင်းလို့နိုင်တယ်ဆိုတာမရှိဘူးပေါ့နော် ကံဆိုးလို့ရှုံသွားတယ်ဆိုတာမျိုးပဲရှိတယ်ပေါ့နော်အဲအဲ့ဒါမျိုးပေါ့ကံမကောင်းလို့ရှုံသွားတယ်ဆိုတာမျိုးပဲရှိတယ်ပေါ့အဲ့ဒါမျိုးပြောသွားတာကျွန်တော်တို့ဘာကတော့တကယ်ဘာနဲ့ပတ်သက်လို့ကတော့ဟိုအဲ့ဒီအရာကိုပေါ့နော်ဒီပွဲမှာပို့ပြီးတော့မြင်လာသွားတယ်ပေါ့ဗျာဆိုတော့ဗျာဘန်ကအခုမှ24နှစ်ပဲရှိသေးတာရှေ့ဆက်ပြီး US UFC မှာသူ့ရဲ့နာမည်တစ်လုံးကဒူဝန်ဂျဲလို့ဆက်လက်လင်းလက်သွားအောင်မှာဆိုတာကတော့ညီကြီးလက်ခံမလို့ပဲဗျာလုံးဝသိကြတယ်เนาะကျွန်တော်ပြောချင်တဲ့အရာအပေါ်မှာ လိုအပ်ချက်တွေရှိသွားခင်လည်းဒါဟိုဖြစ်ဆက်ပြီးတော့နားလည်ပေးကြပါလို့ပဲပြောချင်ပါတယ်ကြိုးကြိုးစားစားလုပ်ရမှာကြိုးစားရမှာเนาะအပြင်းအန်အပြင်းအထန်လေ့ကျင့်ရမှာဒါတွေကလည်းဒါမလွဲမလွဲလုပ်ရမှာအရာတွေပါပဲဒါကအပြင်ကိုကျွန်တော်တို့များကဘလို့ဟိုနီးစနစ်နဲ့ကျင့်နေတယ်လေเนาะဘလို့အထောက်ပံ့ပစ္စည်းနဲ့ကျင့်နေတယ်လေဒါတွေကလည်းကျွန်တော်တို့ခက်လိုက်လိုက်ပြီးတော့အာကျွန်တော်တို့ကတအားဘေးကပံ့ပိုးတဲ့စပို့တဲ့ဟာတွေပေါ့တော့အဲ့ဒါတွေကလည်းလို့ကိုလို့ပါရယ်เนาะဆိုတော့ ဒီလောက်ပါပဲအားလုံးကျေးဇူးပါပဲเนาะ